လို့ဒီနေ့ကိုဒီ voice of the soul ဆိုတဲ့ oracle ရဲ့အစ်စ်ဖောက်နေပေါ့နော်။သူကနေကိုတို့အတွက်ဘယ်လို message တွေယူလာလဲဆိုတာကိုဖတ်ကြည့်ကြမှာပဲဖြစ်ပါတယ်။ ပါပြီရှင်ဆိုတော့ဒီ voice of the soul ဆိုတဲ့ဒီ oracle ရနေကိုနဲ့မင်းတို့အတွက်ဘယ်လိုမျိုး message တွေပေးခြင်းနေလဲဘာတွေယူလာလဲဆိုတာကိုကြည့်ကြမယ်ပေါ့နော် Okay anger တော့ပေါ့နော်ဒီ anger ဆိုတဲ့ gag ကလေးကိုကြည်လိုက်ကိုကိုကိုရိုင်းရဲ့ပေါ့နော်ကိုကဒီ special လောကတွေကိုရောက်လာတာတကယ်တော့အံ့ဩစရာကောင်းတယ်ကိုကအယံဒေါသကြီးရယ်နော်အယံဒေါသကြီးရယ်အဲ့လိုဒေါသဖြစ်လာရင်လည်းထိမ့်ချုပ်နိုင်ဆိုရင်မဲ့တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမဟုတ်တော့ဘူးအရင်တုန်းကပြောတာအရင်တုန်းကအဲဆိုတော့အခုလောလောဆယ်ကိုရဲ့ quality တွေထဲမှာဒေါသအယံကြီးတဲ့သူတွေပါလိမ့်မယ်ပေါ့နော်မင်းတို့ရဲ့ share work က share root ကဘာလဲလို့မေးလိုက်ရင်အဲ့ဒီ anger ဆိုတာဖြစ်နေလိမ့်မယ်ပေါ့နော်ဒေါသအယံကြီးတတ်တဲ့သူ ပါမယ်ဒေါသဖြစ်လာပြီဆိုရင်ဘာမှမထိန်းချုပ်နိုင်မင်းနဲ့အဲကိုတတ်မှတ်ထားတဲ့ boundary တွေ value တွေဒါတွေက cross ဖြစ်သွားပြီဒါတွေကိုတယောက်ယောက်က ignore လုပ်လိုက်ပြီလစ်လူရှုလိုက်ပြီဆိုတဲ့အချိန်မှာမင်းတို့ရဲ့ share ဖြစ်တဲ့ဒီ anger ဆိုတဲ့ဒီ anger ဆိုတဲ့ share လေးက အာမိတ်ဆွေလေးကမင်းတို့စီကိုရောက်လာတတ်တာကိုသတိထားမိကြပါသလားတဲ့ဆိုတော့ဒီ oracle voice of the soul ဆိုကြတဲ့ကမင်းတို့ရဲ့ခန္ဓာကိုယ်တွင်းကမင်းတို့ရဲ့ဒီစိတ်ဝိညာဉ်စီကလာတဲ့စကားသံတွေကိုအာနားထောင်ပေးဖို့အတွက်အာ remind နေပေးဖို့ message တွေပေးဖို့အတွက်အဲလောက်ထားတဲ့ oracle လေးဖြစ်တယ်ပေါ့နော်ဆိုတော့အခုလက်ရှိကိုယ့်ရဲ့ collective တွေမှာဒေါသတွေအရန်ဖြစ်เสียအခြေအနေတွေနဲ့ကြုံနေရတဲ့သူတွေပါတယ်ဆိုရင်တော့တဲ့ ဲ့ဒီဒေါသဆိုတာလေးကိုတတိထားပြီးတော့သူကကြည့်ဖို့တတိပေးနေတယ်တွေ့လားဓာတ်ကိုရိုးရမကင်ပဲနဲ့အာဒီအသွားကကင်ထားတာဘာပေးစင်လဲဆိုတော့ message ကဒီဒေါသကတခြားသူကိုမပူလောင်ခင်မှာမင်းကိုအရင်ပူလောင်စေတယ်မင်းကိုအရင်နာကျင်စေလိမ့်မယ်ဆိုတာကိုအရင်ဆုံးသတိရပါတဲ့ဒီအဲ ဒီ anger ဆိုတဲ့ဒီ shadow ကလေးမင်းစီကိုရောက်လာပြီးအလဲလာပြီးဆိုတာနဲ့တခြားသူကိုဒီဒေါသတွေဝန်ကနေမပေါက်ကွဲသွားခင်မှာမင်းကိုမင်းအရင်ပူလောင်စေတယ်နာကျင်စေတယ်ဆိုတာကိုအရင်ဆုံးသတိရပါဆိုပြီးတော့ message ကပေးနေတယ်ဆိုတော့တချို့သူတွေကလေအဲ့ဒီ fear ကိုရှောင်ပြေးနေတဲ့သူရှိမှာပေါ့နော်ဒေါသဆိုတာမျိုးကကြောက်လာရင်လည်းဒေါသထွက်တတ်တယ် အာပြီးတော့ဒီကိုယ့်ရဲ့နင့်နင့်နဲ့နဲ့ပေါ့နော် deep heart ပေါ့နော်ဟိုအတွင်းထဲကနက်နက်ဆိုင်ဆိုင်နာကျင်နေတဲ့တကယ် root cause လာအဲ့ဒီဟာကိုရှောင်ပြေးနေမယ်တကယ်ရေးတောင်းမြစ်ကိုမရှာဘဲနဲ့ထွက်လာတဲ့ဒေါသလေးတွေကိုပဲအပေါ်ရန်ရိတ်သိမ်းနေရင်နဲ့အဲအဖြေရှာနေမယ်ဆိုရင်လည်းဒါဟာအဖြေမှမဟုတ်ဘူး तू ကဘာလောက်ခိုင်းနေလဲဆိုတော့အဲ့ဒီဒေါသကိုဖြစ်ပေါ်လာစေတဲ့တကယ်အကြောင်းအရင်းအမှန်တကယ်အာ တတနာအမှန်နဲ့မင်းမျက်နှာချင်းဆိုင်ပြီးတော့အရင်ဆိုင်ဖြည့်ရှင်းလိုက်ပါတော့ဆိုပြီးတော့ message ပေးနေတယ်ပေါ့နော်ဆိုတော့ဒီ anger ပေါ့နော်ဒီဒေါသကို energy raw energy ပေါ့နော်ဒီ energy အကျန်းအဖြစ်မင်းကစုပ်ကင်ထားမဲ့အစာဒီဟာပေါ်လာတဲ့အချိန်မှာအကောင်းဆုံးထိထိန်သိမ်းနိုင်ပြီးတော့အကောင်းဆုံး control လုပ် ပြီးတော့အဲ့ဒီဒေါသတွေကနေပြီးတော့ကောင်းမွန်တဲ့တက်တီအဖြစ်ပြောင်းလဲလိုက်ပြီးတော့မင်းရဲ့အာဒီ self empowerment ပေါ့နော်ဒါတွေကိုတိုးတက်အောင်လုပ်ပါကိုယ့်ရဲ့ spirituality ကိုယ့်ရဲ့ physically ကိုယ့်ရဲ့ personality ဒါတွေကိုတိုးတက်အောင် လုပ်ပြီးတော့ကြတော့အာကောင်းမွန်တဲ့ဘက်ကနေအသုံးချပါဆိုရဲ message လေးကိုပေးနေအောင်မျိုးတွေ့ရတယ်ဆိုတော့ဒေါသထွက်လာတိုင်းကိုယ့်ရဲ့ quality တွေနေနဲ့ဘာကိုအရင်တွေးရမလဲဆိုတော့ဒီဒေါသကတခြားသူကိုမပူလောင်ခြင်းမှာငါ့ကိုအရင်ပူလောင်စေရနာကျင်စေရဆိုတာကိုတွေးပါတဲ့ Okay. Mars is a one နဲ့ဆိုတော့ကိုကနန်ထူကြရဲ3ကနန်33နှစ်ခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာ33နှစ်ထဲမှာရောက်နေတဲ့သူတွေ live back number က3တို့6တို့9တို့ဖြစ်နေတဲ့သူတွေထူကြလိမ့်မယ်ပေါ့နော် message warning ဆိုတာလေးထပ်ကြရဲ။ तू ကဘာပြောနေလဲဆိုတော့ငါတို့ပေးနေတဲ့ message တွေကိုမင်းတတိမထားဘူးတတိမမူပဲနဲ့လစ်လူရှုလိုက်မယ်ဆိုရင်မင်းရဲ့တကယ် in true ပေါ့နော်တကယ်အမှန်တရားတွေကိုမင်းရှာဖွေနိုင်မှာမဟုတ်ဘူး။ဒီဂယူးဆိုင်ရမယ့်အပိုင်းလေးတွေကိုဂယူးမဆိုင်နိုင်ပဲနဲ့လစ်လူရှုလိုက်မယ်ဆိုရင်ဒီတန်ရာတွေဟာပို့ပို့ပြီးတော့နှက်ဆိုင်လာလိမ့်မယ်ဆိုတာမျိုး तू message ပေးနေရေပေါ့နော်။ သူတို့ပေးနေတဲ့ message တွေကိုအထူးဂယူးဆိုင်ပြီးတော့အာသတိထားပြီးတော့ကြည်စီခြင်းနဲ့ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒါဟာပေါ့နော် healing လုပ်ဖို့လိုတဲ့အပိုင်းတွေကိုရှာဖွေပြီးတော့ဖော်ထုတ်ပေးနေရပဲဟိုးအနက်ဆိုင်ဆုံးထဲမှာတိတ်တိတ်ကလေးတင်းထားတာဟာအဖြေမဟုတ်ဘူးဒီ share rule တွေကိုဖော်ထုတ်ပြီးတော့ကြတော့ healing လုပ်ပါတပြေးပြေးနဲ့အဲမင်းရဲ့ဒီ ပန်းနိုင်ကနှီးဆက်လာလိမ့်မယ်ပို့ပြီးတော့ပေါ်ပါလာလိမ့်မယ်ဒါကြောင့်မို့လို့ဒီ source ကပေးနေတဲ့ message တွေကိုမင်းအနေနဲ့အထူးဂရုစိုက်ပါဆိုပြီးတော့ပြောချင်နေတာပေါ့နော်ပေါ်တော့ဒီ refreshing ဆိုတာတွေကဘာပြောနေလဲဆိုတော့မင်းရဲ့ဒီ share rule တွေမင်းရဲ့ဒဏ်ရာတွေကိုကုစားလိုက်တာမျိုးမဟုတ်ဘဲねဖိနှိပ်ပြီးတော့ဇွတ်အတင်းသိမ်းစီထားမယ်ဆိုရင်သူတို့ကခဏခဏလာပြီးတော့မင်းကိုသူတို့ရှိနေကြောင်း သတိလာပေးမယ်ဆိုတာမျိုးကိုပြောချင်တာပေါ့နော်သူဘာပြောနေလဲဆိုတော့သူတဲ့အဲ့ဒီအဲ့ဒီမင်းရဲ့ share room လေးကမင်းရဲ့ဒဏ်ရာလေးရပေါ့နော်သူ့ကိုမင်းဒီလိုမျိုးမကုစားပဲနဲ့ပြစ်ထားမယ်လစ်လျူရှုထားမယ်ဆိုရင်မင်းရဲ့အပျော်ဆုံးချိန်ကြီးမှာဒါမှမဟုတ်မင်းရဲ့ပျော်ခြင်းအောင်ဆောင်ပြီးတော့အရန်ကို dark night တွေကိုဟိုရင်ဆိုင်နေရတဲ့အချိန်ကြီးမှာ तू ကထွက်ပေါ်လာမှာပဲနော်တဲ့ဆိုတော့ကြတော့အကြိုင်ငါ့ကိုနင်းပြစ်မထားပါနဲ့နင်းငါ့ကို sharing ဘယ်လိုပြောရမလဲ sharing လုပ်တာပဲဖြစ်ဖြစ် journaling လုပ်တာပဲဖြစ်ဖြစ်ဘယ်လိုနည်းနဲ့ပဲကုစားပါစေနင်ငါ့ကိုကုစားပေးပါဆိုတာမျိုးလာပြောနေတာပေါ့နော်သူ့လစ်လျူရှုပ်ပြီးတော့ဖိနှိပ်ပြီးတော့ကြတော့နင်ငါစီမှာမရှိဘူးဆိုပြီးတော့ဒီဒဏ်ရာဒီ trauma ကိုမင်းအနေနဲ့ဟိုတိတ်တိတ်ကလေးတင်ထားတာမျိုးမလုပ်ဖို့အတွက်ပေးနေတဲ့ message ပေါ့နော်မင်းမှာ ဖီးရားတွေရှိမယ်အာဒီအကြောက်တရားတွေရှက်တတ်တာတွေကိုယူထားရတဲ့တာဝန်တွေနဲ့ပတ်သက်ပြီးတော့မနိုင်မနှင်းဖြစ်နေတာတွေဒါတွေကိုဘယ်သူ့ကိုမှပေးမသိပဲနဲ့သူ့အတန်းဟိုက်ထားတာမျိုးပေါ့နော်ဒီဟာတွေကတစ်ချိန်ကျရင်ဘာလာဘာလာဖြစ်မလဲဆိုတော့ကြတော့ပိုကြီးရဲ့ဒဏ်ရာတွေအနေနဲ့မျက်စိကိုရောက်လာနိုင်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ trauma တွေအာဒီကိုယ့်ရဲ့ shadow တွေကို phoenix ကန့်သက်ပြီးတော့ကြတော့မင်းချင်းအောင်စောင့်တာမျိုးမလုပ်ဘောနဲ့ healing လုပ်ဖို့အချိန်တန်နေပြီဆိုပြီးတော့ပြောနေတာမျိုးပေါ့နော်ဆိုတော့ဒီဟာလေးကတော့ blessing and warning ပေါ့နော်ဆိုတော့မင်းအနေနဲ့ blessing ကိုဘာအနေနဲ့တတ်မှတ်ရအောင်လဲဆိုတော့ကဲအချိန်တန်နေပြီအချိန်တန်နေပြီငင်း healing လုပ်တော့ဆိုတော့လာပေးနေတာက message က blessing ပေါ့နော်ဆိုတော့ warning ကဘာလဲဆိုတော့သူ့ကိုရာမျက်ကွယ်ပြုတ်နေမယ်မသိချင်အောင်စောင့်နေမယ်ဆိုရင် ဒီမင်းရဲ့ဒီ anger ဆိုရယ် shadow ပဲဖြစ်ဖြစ်ဒီပူလောင်မှုတွေပဲဖြစ်ဖြစ်ပြင်ပန်းမှုတွေပဲဖြစ်ဖြစ်ဒါတွေကတစ်ချိန်ချိန်မှာအာအလုံးလိုက်အခဲလိုက်ကြီးပြဿနာကြီးအနေနဲ့ပြန်ပေါ်နေပြန်ပေါ်လာလိမ့်မယ်ဆိုတာကိုလာပြီးတော့သတိပေးနေတာပေါ့နော်โอเค 6ကနန်းထပ်ပြီးတွေ့တယ်။ happiness တွေ့လား။ तू ကလေကတ်တရားကြောင့်တခတ်တော့ line လို့ပြောတာပေါ့နော်။ကတ်တရားဘယ်တော့မှမလိမ့်ဘူး။ तू ဘာပြောနေလဲဆိုတော့မင်းရဲ့ဒီ share တွေမင်းရဲ့ဒဏ်ရာတွေကိုဒါအပိသက်ကုစားလိုက်ပါ။အောင်နိုင်အောင်တို့ဒီ chapter လေးကိုမင်းဖြည့်ဆို့လိုက်ပါ။အဲ့ဒီနောက်မှာ happiness ပျော်ရွှင်ခြင်းဆိုတဲ့ငါကမင်းကိုပေးဖို့အတွက်အဆင်သင့်ရှိနေတယ်နော်ဆိုတာမျိုးကိုပြနေပေါ့နော်။ဆိုတော့တကယ်တော့အခုဒီမင်းရဲ့အမှောင် ဒူကြီးကိုဖြတ်တန်းနေတဲ့အချိန်မှာမင်းတယောက်တည်းမဟုတ်ပါဘူးမင်းနောက်မှာမင်းကိုစောင့်ရှောက်နေတဲ့အာဒီမင်းရဲ့ universe ရှိတယ်မင်းရဲ့အဆောင်ရှောက်တွေရှိတယ်ဒီဒီလိုမျိုးငါတို့မင်းကိုစောင့်ရှောက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနဲ့နေတဲ့အမောင်ဒူကြီးကနေမင်းရုံထွက်ခဲ့ပါတော့ပျော်ရွှင်မှုကမင်းကိုစောင့်နေပြီနော်ဆိုတာမျိုးကိုပေးနေတဲ့ message ပေါ့နော်ဒီပျော်ရွှင်မှုဆိုတာကလည်းဘယ်အချိန်မှမင်းရမှာလဲဆိုတော့ကြတော့တကယ်ကိုမင်းကိုယ်တိုင်ကမင်းကိုမင်းနဲ့ချိတ်ဆက်သွားနိုင်တဲ့အချိန် အမင်းနဲ့မင်းမင်းရဲ့ခန္ဓာကိုယ်မင်းရဲ့ soul ဒီဒီ my body separate ပေါ့နော်ဒါတွေကိုမင်းကတကယ်ကိုအမှန်မှန်ကန်ကန်နဲ့ connect လုပ်သွားနိုင်ပြီမင်းကိုမင်းအပေါ်မင်းကိုယ်တိုင်ကတကယ်ကိုအယိုးသားဆုံးဆက်ဆံနိုင်သွားပြီဆိုတော့အချိန်မှာ connect လုပ်သွားနိုင်ပြီဆိုတော့အချိန်မှာ happiness ဆိုတော့ဒီပျော်ရွှင်ခြင်းလေးကမင်းစီကိုရောက်လာဖို့အစင်တင်းဆောင်နေပါပြီနော်ဆိုပြီးတော့ထပ်ပြီးတော့ message ပေးနေတာကိုတွေ့ရတယ်ပေါ့နော် ဆိုတော့ပျော်ရွှင်မှုဆိုတာကတဲ့အာ change လုပ်ရတဲ့အရာမဟုတ်ဘူးဆိုတာကိုသူထပ်ပြီးမင်းကို remind လုပ်ပေးနေရေပေါ့နော်ဆိုတော့ကိုယ့်ရဲ့ collective တွေမှာတချို့သူတွေကမင်းတို့ရဲ့ပျော်ရွှင်မှုကိုတခြားသူတွေရှိက like ရှာနေမိတတ်တဲ့သူတွေပါလိမ့်မယ်ဥပမာဒီကိုယ့်ရဲ့ partner ပေါ်မှာတော့၎င်းကိုယ့်ရဲ့မိသားစုရှိမှာတော့၎င်းကိုယ့်ရဲ့လုပ်ငန်းခွင်မှာတော့၎င်းပိုက်ဆံနေရှိမှာတော့၎င်းအောင်မြင်မှုတွေရှိမှာတော့၎င်းဒီဟာတွေနောက်ကိုပျော်ရွှင်စရာကအဲ့ဒါတွေမင်းစီရောက်လာမှပျော်ရမယ်ထင်ပြီးတော့ like ပြီး chase နေတာမျိုးတွေ like နေတာမျိုးတွေက အဲ့ဒါကအမှန်မဟုတ်ဘူးပေါ့နော်ပျော်ရွှင်မှုဆိုတာကချိတ်စရာတဲ့အရာမဟုတ်ဘူးဆိုတာကိုတတိလေးကပ်ဖို့လဲထပ်ပြီးတော့ remind လုပ်ပေးနေသေးတယ်ဆိုတော့တကယ်ပျော်ရွှင်ပျော်ရွှင်ခြင်းလဲဆိုရင်မင်းဟာမင်း reflection ပြန်လို့ရမယ်ပြန်သုံးသပ်ပါတဲ့ချစ်ချင်းမြတ်တာ gratitude အာဆိုတော့ပေါ့နော်ဒီ gratitude တွေ love တွေနဲ့လက်ရှိ အဲကိုပိုင်ဆိုင်ထားတဲ့အရာလေးတွေနဲ့လက်ရှိလက်ရှိကာလလေးကိုမင်းက align ဖြစ်သွားအောင်ပြန်ပြီးတော့ reflection လုပ်ပြီးတော့ပြန်ပြီးတော့ကင်တွယ်နိုင်လိမ့်မယ်ဆိုရင်တဲ့ဒီအောင်မြင်မှုတိတိလေးတိတိလေးတွေကနေပြီးတော့ဒီမင်းကိုယ်တိုင်ကိုကိုကိုနားလည်လာတဲ့အချိန်မှာပျော်ရွှင်ခြင်းအစ်စ်အမှန်ဆိုတဲ့အောင်မြင်မှုကြီးကြီးမားမားကအာမင်းရောက်လာဖို့ရှိရဲဆိုပြီးတော့ message လေးပေးနေရပေါ့နော် တော့ပျော်ရွှင်စရာဆိုတာကတကယ်ပျော်ရွှင်မှုအစ်စ်အမန်ဆိုတာက outside ဆိုတဲ့အပြင်မှာရှာရတာမဟုတ်ဘူးမင်းရဲ့အတွင်းထဲမှာပဲရှာရမှာဒါဟုတ်သိထားဖို့လိုတယ်ပေါ့နော်ဆိုတော့ help တဲ့အကူအညီတွေလိုနေသလား လက်ရှိမှာဒီအမောင်တူကြီးတွေကနေယုံထွက်ဖို့အတွက်ဘဝမှာ balance ဖြစ်အောင်လို့ကင်တွဲဖို့နေထိုင်ဖို့အတွက်အကူအညီတွေလိုနေသလားဒါဆိုရင်လည်းအကူအညီလိုနေရင်လည်းတောင်းပါကိုကိုရိုင်းကလည်းတခြားသူတွေကိုကူညီပေးဖို့ဝန်မလေးပါနဲ့ဆိုပြီးတော့ပြောနေရပေါ့နော်ဒီလက်တစုံကို universe ရဲ့လက်တစုံလို့ဒါပဲမင်းတတ်မှတ်လိုက်ပါပေါ့နော် the hand of the universe ပေါ့ဆိုတော့မင်းဘလို့ပဲခက်ခဲပြီးတော့ကြက်တဲနေပါစေမင်းဘလို့ပဲအမောင်တူကြီးကနေရောက်လာပါစေမင်းရဲ့ universe ကမင်းမဖြည့်ရှင်းနိုင်တဲ့ပြဿနာတွေကိုမင်းကိုမပေးပါဘူးတဲ့ဒါကြောင့်မလို့အကူအညီလိုရဲဆိုရင်မင်းတယောက်တည်းတိတ်တိတ်ကလေးကြိတ်ပြီးတော့အော်ပူဆွေးဝမ်းနေနေမဲ့စာသူတို့စီကိုအကူအညီတောင်းပါ manifestation တွေလုပ်ပါပေါ့နော်ဆိုတော့ချစ်ချင်းမြတ်တာတွေမင်းဘဝတွေကိုဝင်လာဖို့ စီးစင်းလာဖို့ဆိုရင်မင်းကိုယ်တိုင်ကလည်းအာဒီဟာတွေကိုလက်ခံနိုင်ဖို့အတွက်အဆင်သင့်ဖြစ်နေရမယ်ဆိုတာမျိုးကိုပြောချင်တာပေါ့နော်တခြားသူကိုကူညီလိုက်တာကအားနည်းသွားတာမဟုတ်ဘူးတခြားတခြားသူရှိကနေမင်းအကူအညီယူလိုက်တာကလည်းမင်းကိုအားနည်းသွားစေတာမဟုတ်ဘူးတကယ်တော့အဲ့ဒါဟာတတ္တိတစ်ခုပါပဲတဲ့ကိုယ့်ရဲ့အဆင်မပြေခြင်းတွေကိုထုတ်ပြောရတာကလည်း တတ္တိတစ်ခုဖြစ်ပြီးတော့သူများရဲ့အဆင်မပြေမှုတွေကိုကြားရတဲ့အချိန်မှာအာကို့မှာရှိတာနဲ့လုံလောက်စွာကုညီပေးလိုက်နိုင်တာကလည်းတတ္တိတစ်ခုဖြစ်ပါတယ်တဲ့ဆိုတော့ဒီကတ်ကလေးက help ဆိုတာလေးကမင်းကိုဘာတွေကို remind လုပ်ပေးနေလဲဆိုတော့မင်းရဲ့ journey ဆိုတော့ဒီခရီးလမ်းကြီးမှာ sharing လုပ်တာကလည်းတကယ်ကိုအရေးကြီးတဲ့အစိတ်ပိုင်းနေနဲ့ပါဝင်မယ်ပေါ့နော်ပြောချင်တာကဒီဒီဒီအမောင်ဒူကြီးကနေရုံထွက်ဖို့မင်းရဲ့ trauma တွေကိုကုစားဖို့ဆိုရင်မင်းတက်တဲ့ တစ်ခုခု sharing လုပ်နေခြင်းဖြင့်ဒီ universe ရဲ့ guidance ကိုလည်းမင်းကပို့ပို့ပြီးတော့လက်ခံရရှိလိမ့်မယ်ပေါ့နော်ဆိုတော့မင်းက giver လည်းဖြစ်တယ် receiver လည်းဖြစ်တယ်ပေါ့နော်နှစ်ခုလုံးကိုအချိုးကျကျ balance ဖြစ်အောင်ဂိုင်းတွဲနိုင်သွားပြီမင်းရဲ့ talent ကိုမြင်သွားပြီဆိုတဲ့အချိန်မှာမင်းတကယ်ကိုလိုချင်နေတဲ့လက်တစုံဟာမင်းစီကိုရောက်လာပါလိမ့်မယ်တဲ့အဲအဲ့ဒီနောက်မှာတော့ဒီမင်းဘက်ကိုပြန်ပြီးတော့ကုညီ နေမဲ့လက်တွေမင်းကပြန်ပြီးတော့ကုညီတာတွေဒါတွေနဲ့ဘင်းဘဝဟာစိုးပြေလာလိမ့်မယ်ဆိုပြီးတော့ပြောနေပါတယ်ရှင်ဆိုတော့ဒါကကိုရုကို why so the soul ဆိုတဲ့ message လေးကမင်းရဲ့ souls ကမင်းကိုဘာတွေ ပြောနေလဲဘယ်လို message တွေပေးနေလဲဆိုတာကိုဖတ်ပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင်ကိုယ့်ရဲ့ quality လေးတွေထဲမှာအရန်ဒေါသကြီးတဲ့သူတွေပါမယ်ကိုယ့်ရဲ့နာကျင်မှုတွေကိုအဲ့ဒီဒေါသတွေနဲ့ဖုံးကွယ်ထားပြီးတော့ပတ်ဝန်းကျင်ကသူတွေကအာမင်းတို့ကိုကြမ်းတမ်းတဲ့သူအသိနှလုံးမရှိတဲ့သူဆိုပြီးတော့တမုတ်ထားတဲ့သူတွေတတ်မှတ်ထားတဲ့သူတွေပါမယ်ပြီးတော့အရန်ခေါင်းမာပြီးတော့ခွင်းလွဖို့ခက်ခဲတဲ့သူတွေခွင်းလွမပေးနိုင်တဲ့သူတွေအဲ့ဒီသူတယောက်ကမင်းပေါ်ကိုတစ္ဆာဖောက်သွားပြီဆိုတာနဲ့အဲ့ဒီ အမှုတစ်ခုကိုမတက်သာလို့ခွင့်လွတ်ပေးလိုက်ရတာပဲရှိမယ်တကယ်အသေးနှလုံးနဲ့ရင်ထဲမှာကြတော့အမြင့်တွယ်နေတာသူ့ကိုခွင့်လွတ်မပေးနိုင်သေးဘူးအဲ့ဒီသူ့ကိုခွင့်လွတ်မပေးနိုင်သေးတဲ့ကိစ္စကြီးကမင်းစီမှာကြတော့ဒဏ်ရာတစ်ခုအနေနဲ့ shadow တစ်ခုအနေနဲ့ trauma တစ်ခုအနေနဲ့လာပေါ်နေတဲ့အချိန်မှာမင်းမှာပျော်တင်တဲ့လောက်မပျော်ရဘူးဒီအမှောင်တူကြီးတွေကိုခဏခဏဝဲလေဖြစ်နေတဲ့အချိန်မှာ တကယ်ပြောရှင်မှုအစ်အမန်ဆိုတာတွေနဲ့ဝေးနေပြီးတော့ကြတော့ဒီကိုတကယ်ချစ်ရတဲ့သူကိုတကယ်ယုံကြည်ရတဲ့သူကဒဏ်ရာတွေပေးသွားတဲ့အခါမှာနောက်ထပ်သူတွေကိုကူညီဖို့အတွက်တွန့်ဆုံမိသွားတယ်ကိုကိုယ်တိုင်ကအကူအညီလိုနေတဲ့အချိန်မှာလည်းယုံကြည်ဖို့ခက်ခဲသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုထုတ်ပြီးမပြောပြတော့ဘဲနဲ့တယောက်တည်းကူးကြည့်တန်းကြည့်နေလုံးလေချလဲလိုက်နေတာမျိုးတွေဖြစ်နေတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒါတွေကို healing လုပ်ဖို့ လုံးဝကိုအချိန်ကျနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ trauma တွေကိုမင်းအနေနဲ့လစ်လူမရှိပါနဲ့တော့ဆိုပြီးတော့ message တွေပေးနေပါတယ်ရှင်ဆိုတော့အားလုံးနဲ့ resonate ဖြစ်စေဖို့မျှော်လင့်တယ်အာ resonate ဖြစ်တယ်မှန်ကန်တယ်ဆိုရင်လည်းကိုပေးတဲ့ပေးလိုက်တဲ့ message လေးတွေကိုအားလုံးရကြစေဖို့အာဆန္ဒပြုပါရယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး free reading လေးတွေလက်ခံရရှိကြနေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားပါအာ comment လေးတွေပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကိုအားလုံးကိုလိုက်ဖတ်ဖြစ်ပါတယ်ပေါ့နော် personal reading ဝယ်ချင်တယ်ဆိုရင်တော့ကိုရဲ့ Telegram channel မှာ booking လေးယူလို့ရပါမယ်ရှင် YouTube က follower တွေနဲ့ Facebook က follower တွေကတော့ကို description မှာ you ဒီ TikTok အ uh, sorry အ uh, Telegram link လေးချပေးထားတယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်ကိုရီနောက်ထပ်ဗီဒီယိုလေးနဲ့တို့ပြန်တွေ့ကြမယ်နော်တတ